ဒီနေ့မှာတော့တလာကိုမြန်မာငွေ300လောက်ရမယ်လို့မျိုးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်။စိတ်ဝင်စားရဲဆိုရင်ဒီဗီဒီယိုလို့အဆုံးထိကြည့်ပါပေးပါအောင်နော်။ position တွေအများကြီးရှိတဲ့နေရာမှာ data analysis အကြောင်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်။ data analysis ဆိုတာဘာလဲ data analysis ဆိုတာကကုမ္ပဏီတွေ organization တစ်ခုရဲ့ data တွေကိုစုဆောင်စီမံဆန်းစစ်ချိတ်ဆက်ရပြီးပြုပြင်တာကိုပြောချင်တာပဲဖြစ်ပါတယ်။ လုပ်ငန်းဝင်ထဲမှာ data analysis ကဘာတွေလုပ်ရလဲ data တွေထဲမှာ error တွေ duplicate တွေနဲ့ missing value ဖြစ်နေတာတွေကိုစစ်ထုတ်ဖယ်ရှားပေးပြီး data တွေကိုတွက်ချက်ပေးရပါတယ်။ရလာတဲ့ result တွေကို graph တွေ insight တွေချက်တင်တဲ့တင်ပြပေးရတာတွေကိုအဓိကလုံဆောင်ရပါတယ်။ ဒီ position က company ရဲ့ requirement ပေါ်မူတည်ပြီးတော့တစ်ခုနဲ့တစ်ခု လုံးဆောင်ရပိုင်းနေကွဲပြားခြားနာတာမျိုးရှိနိုင်ပါတယ်မြန်မာနိုင်ငံမှာဆိုရင် junior တယောက်ရဲ့လစာက3တိန်းရနေပြီးရော15တိန်း senior level ဆိုလစာ3000တိအရကြပါတယ်ဒီမနိုင်ငံတွေမှာ senior level နဲ့အလုပ်လုပ်ကြမယ်ဆိုရင်လုပ်ငန်းလိုအပ်ချက်ကျွမ်းကျင်မှုပေါ်မူတည်ပြီးဒေါ်လာ9000ကနေတထောင်ကြာမြန်မာငွေ3 င်ရာနေပြီးတော့သိန်း900ဒီရတာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ဘက်ကနေပြီးတော့စကေးဖြည့်ဝါဖို့အတွက်တော့လိုအပ်ပါမယ်နော်။